အားလုံးပဲ PHD Astrology ရဲ့ Gemini Series နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ဒီခေတ်ကြီးမှာကျမတို့နဲ့အတူလိုက်ပါခဲ့တဲ့အတွေ့ကျေးဇူးတင်ပါတယ်။အခုအဓိကသောက်ချက်ကိုပြောပြပါမယ်။ကံကောင်းခြင်းဆိုတာဒီရာတွေကိုတစ်ခုချင်းစီတုံးတာထက်သူတို့ကိုမလို့ပေါင်းဆက်ပြီးတင့်ရဲ့စွမ်းအင်အဖြစ်ပြောင်းလဲမလဲဆိုတာပါပဲ။ဥပမာသင်ဟာအရေးကြီးတဲ့ presentation တစ်ခုပြင်ဆင်နေရဆိုပါစို့။အဲ့ဒီခါအဝါရောင်ဝတ်ဆုံးကတင့်ရဲ့တင်ပြမှုကိုတောက်ပစေပြီး ပဲလဲဒါမှမဟုတ်ကြောက်စင်းကတင့်ရဲ့ဉဏ်ကြီးကိုထက်မြက်စေတဲ့ part 3ကအာတာချက်အာနေချက်ခြာရတဲ့နေနဲ့ပါ ပေါင်းဆက်လိုက်တဲ့အခါတင်ဟာဘသူနဲ့မှမတူတဲ့ယုံကြည်မှုအပြည့်နဲ့အကောင်းဆုံးတင်ဆက်နိုင်တဲ့ဂျမနိုင်းတယောက်ဖြစ်နေပါပြီဒါကြောင့်မှတ်ထားရမှာကဒီအဆောင်တွေအယောင်တွေနီလန်းတွေဆိုတာတင့်မှာမရှိတာကိုဖန်တီးပေးတာမဟုတ်ပါဘူး တင်းမှာရှိပြီးသားဂျမနိုင်ပြီးအထက်မြတ်တဲ့စွမ်းရည်တွေကိုပူပြီးတောက်ပလာအောင်လမ်းဖွင့်ပြီးတဲ့တီရိယာရီတာဖြစ်ပါတယ်။ကိုယ့်ရဲ့စွမ်းအားကိုကိုယ်တိုင်ယုံကြည်စွာအသုံးချလိုက်ပါ။ PhD Astrology ကတင်ဆက်ပါတယ်။နောက်ထပ်ဘေးရာသီခွင့်အကြောင်းအငင်းဆုံးသိခြင်းလဲ comment မှာရေးပြီးကျွန်တော်တို့ကိုအကြံပြုဖြစ်ပါအောင်နော်။ Yeah